တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့မေလ၈ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့သကိုင်းမြို့နယ်ကန့်တလူရွာအနီးစက်ကြီးကောက်ရင်လာတဲ့စစ်ကောင်စီကားတစ်စီးကိုတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းစကိုင်းမြို့နယ်ကန့်တလူရွာအနီးကိုဆက်ကြီးကောက်ရန်လာတဲ့စစ်ကောင်စီကားတစီးကိုတိုက်ခိုက်လိုက်မှုစစ်သား၃ဦးသေဆုံးသွားပြီးကားတစီးပျက်စီးခဲ့ကြောင်း Generation Z Power GZP မှတာဝန်ရှိသူတို့ကပြောကြပါဗျ။မေလ9ရက်နေ့နနက်8:30မိနစ်အချိန်စကိုင်းမြို့နယ်ကန့်တလူကြီးရွာအနီးဆက်ကြီးကောက်ရန်ထွက်လာတဲ့စစ်သားပြူစောတီများလိုက်ပါလာတဲ့ကားတစီးကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါဗျ။ အဲ့ဒီတိုက်ပွဲအတွင်းစစ်သားပြူစောတိများလိုက်ပါလာတဲ့ကားကိုဖျက်ဆီးနိုင်ခဲ့ကကားပေါ်မှာပါတဲ့စစ်သားပြူစောတိ၃ဦးသေဆုံးပြီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလမ်းပေါ်မှာရှိတဲ့ခီးတွားပြည်သူများထိခိုက်မှုမရှိစေရန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။မက်တူးကနဲ့ကင်းပတ်လာတာ ကားပေါ်မှာ၄ဦးပါတယ်ကန်တလူနားကလမ်းပေါ်မှာဆိုတော့ပြည်သူကားတွေရောရှိနေတာအဲ့ဒီပြူကားကိုပဲထိထိမိမိချိန်မုံနိုင်ခဲ့တာပါကားပေါ်မှာတနက်ထိမှန်ပြီးထွက်ပြေးလို့လိုက်သေးတယ်။ ပြည်သူတွေရောပြီးတော့လမ်းပေါ်ကြီးမှာလည်းဖြစ်နေတော့ဆက်မလိုက်ပဲပြန်ဆုတ်ခဲ့လိုက်တာလက်နက်တွေတော့မရခဲ့ဘူးအတော်လှန့်လန့်တနေရအယောက်မှာ၃ယောက်သေးပြီးတယောက်ကလက်ဒဏ်ရာနဲ့ထွက်ပြေးတာအလောင်းနဲ့ကားကတော့တက်မှ၃၃ကနေလာတဲသွားပြီလို့ generation z power ဂျီဇက်ပီမှတာဝန်ရှိသူကပြောကြပါဗျာ အဆိုပါတိုက်ခိုက်မှုကို Generation Z Power GZP မန္တလေးပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ Torrent Tupi LDF BRA LDF နဲ့ရက်ကြီးပကဖတို့ပူးပေါင်းပြီးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကြိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ် စစ်ကောင်စီအတွက်သွားစရာလမ်းမရှိတော့ပါဘူးဒါကြောင့်မို့စစ်ကောင်စီတက်သားရဲပြည်တွေနဲ့စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့နှိစက်ရတော်လိုင်းတပ်ဖွဲ့ရေးစီမှာအမြန်ဆုံးအလင်းဝင်ကြဖို့တိုက်တွန်းရင်းတတိပေးကျင်ပါတယ်လို့ Generation Z Power ကြီးစက်ပြီးမှတာဝန်ရှိသူကပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ကြုံတိုးမြို့ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုခမာရ၄၃နှစ်တက်မှတူးတက်ရင်မှုဘုံမှုစုမထအပါဝဲစစ်သား၃၀ခန့်တိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့နွားချံကုန်ကြီးရွာအနီးကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာခမာရ၄နှစ်မှဒုတရင်မှုအပါအဝင်စစ်သား30ခန့်တိုက်ဆုံခဲ့ကြောင်း Mon Liberation Army MLA တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ် ဧပြီလ30ရက်နေ့နနက်9နာရီခန့်အချိန်မှစတင်ပြီးကျုံတိုးမြို့နွားချံကုန်းကြေးရွာအနီးကိုအင်အား90ခန့်နဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာနနက်10နာရီခန့်အထိအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှခမာရ၄၃နှစ်တပ်ရင်းမှဒုတရင်းမှုဘုံမှုစိုးမင်းထက်အပါအဝင်30ဦးခန့်တိတ်ဆုံးခဲ့တဲ့အထက်စစ်ကြောင်းပြက်ပြီးထွက်ပြေးသွားကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA အပြင် မွန်ပြည်သက်ပါတီခွဲထွက် NMSPAD ပြန်လွှားစစ်ကြောင်း Lion Battalion စစ်ကြောင်းစတဲ့ KNL ဥဆောင်တဲ့အခြားပူးပေါင်းတပ်များကတိုက်ခိုက်ခြေမုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယနေ့အထိတိုက်ပွဲများဖြစ်ပွားလျက်ရှိနေတဲ့အတွက်ကြောင့်ပြည်သူလူထုအနေနဲ့မိမိနေထိုင်ရာဒေသအနီးဝန်းကျင်မှာစစ်ရေးတရင်များကိုနားဆွင့်ကစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေရင်အန္တရာယ်ကိုကာကွယ်နိုင်ရေးကြိုတင်ပြင်ဆင်ထားကြရန်နဲ့လုံခြုံတဲ့နေရာများ၌သာနေထိုင်ပေးကြပါရန်တတိပေးတိုက်တွန်းထားပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့လာရှိုးနဲ့ရမခဌာနချုပ်မှလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့တေဆုံပြောက်ဆုံအရာရှိစစ်သည်များရဲ့ကြံ့ရစ်သူဇနီးများမိသားစုများအားလုံးကိုစစ်ကောင်စီကခံစားခွင့်နဲ့လစာထုတ်ပေးမှုများရက်ဆိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ကတင်ပိုက်ခဲ့စဉ်မှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလောင်းမယားရှိပဲတေဆုံးပျောက်ဆုံးစည်ရင်ဝင်ထားတဲ့အရာရှိစစ်တီများရဲ့ကြံ့ရစ်သူဇနီးများနဲ့မိသားစုဝင်များအားလုံးကိုစစ်ကောင်စီကခံစား권နဲ့လစာထုတ်ပေးမှုများရက်ဆိုင်ထားကြောင်းသိရှိရပါတယ်။ကိုကန်တ MNDE က2024ခုနှစ်ဩဂတ်လမှာလာရှိုးမျိုးနဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့ကြောင်း ရင်နောက်လာရှိုးမျိုးနဲ့ရမခကို MND ကတင်ပိုက်ပြီးနောက်လွတ်မြောက်ခဲ့ကြတဲ့ကြံရစ်သူမိသားစုများနဲ့ဇနီးများကမိုင်းရဲနဲ့တန်ရမ်းမှာအခြေဆိုင်တဲ့တပ်များနဲ့တပ်အရာရှိများထံကိုဆက်သွယ်တရင်ပေးပို့ခဲ့ကြကြောင်းလာရှိုးနဲ့ရမခကြာဆုံးပြီး၂လအကြာ2024ခုနှစ်အောက်တိုဘာလမှစတင်၍တေဆုံးပျောက်ဆုံးနဲ့လက်နက်ချအညံ့ခံခဲ့ကြတဲ့ကြံရစ်သူဇနီးနဲ့မိသားစုဝင်များကိုခံစားခွင့်လစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရှိရပါတယ် ကိုအမျိုးသားရဲ့လစာတွေကိုကြံရစ်သူဇနီးနဲ့မိသားစုတွေကိုမနစ်ကအော်တိုဘာလမှာပြန်စထုတ်ပေးတယ်။အပြည့်တော့မရဘူး။မူလလစာရဲ့တဝက်ကိုပဲပေးတယ်။တချို့တက်တွေကလူကြီးကောင်းရင်အပြည့်ရတယ်။အဲ့ဒါအခုတော့မရတော့ဘူး။ရက်သွားပြီ။ဘာလို့လဲမေးတာလဲမရဘူး။ တချို့ကလစာထုတ်မရတာလေးလလောက်ရှိပြီးတချို့ကတော့မတ်လနဲ့ဧပြီလကစပြီးထုတ်ခွင့်မပေးတော့ဘူးတရင်ဘက်ကလူကြီးတွေကရက်ခိုင်းတာလို့ပဲပြောတယ်အရာရှိရောစစ်တီရောအကုန်ဘာမှထုတ်ခွင့်မပေးတော့တာလို့လာရှိုးမှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတဦးရဲ့ဇနီးကရှင်းပြပါတယ်ဒါအပြင်လာရှိုးမှာတိတ်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ကြံရစ်သူမိသားစုဝင်များမှလည်းအသက်အာမခံကြီးအပါအဝင်မြည်သည့်အခွင့်အရေးမှစစ်ကောင်စီထံကမရရှိကြောင် တိတ်ဆုံးသွားတဲ့စစ်တီနဲ့အရာရှိများမှာအလောင်းမပြနိုင်သူများကို6လစောင့်ခိုင်းပြီး6လကျော်မှကျန်ရစ်သူမိသားစုအတွက်ခန်းစား권ရရှိရေးဆောင်ရွက်ပေးခဲ့မယ်လို့ဆိုခဲ့ပေမဲ့လည်းစစ်ကောင်စီကဂတိမတီးဟုကျန်ရစ်သူတပ်မိသားစုဝင်များကဆိုကြပါတယ်တေဆုံးဆိုရင်လဲပျောက်ဆုံးစရင်နဲ့ထည့်ပြီး6လစောင့်ရမယ်ပြောတယ်။တကယ်တမ်း6လကျော်လို့မှဘာတရင်မှမကြရရင်အသက်အာမခံတဲ့အခြားခံစား권တွေရရှိရေးလုပ်ပေးမယ်လို့ပြောခဲ့တာ။အခု6လကျော်တဲ့အပြင်8လတဲ့တော့ဝင်လာပြီ ဘာမှလည်းလုံမပေးဘူးဘာမှလည်းအကြောင်းမကြဘူးသွားမေးရင်လည်းလုံနေပါတယ်ပဲပြောတာပဲလို့လာရှုအခြေဆိုင်ထောက်ပို့တက်6နဲ့6မှာစစ်တီတူရဲ့မိခင်ကရှင်းပြပါတယ်ယခုကတရုတ်နိုင်ငံရဲ့ဂျားဝင်ဆွတ်ဖတ်မှုကြောင့်စစ်ကောင်စီကလာရှုမျိုးပေါ်12ရက်ကွက်ကို MNDA ထံမှပြန်လည်ရယူထားပြီးဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့တကုတ်မျိုးတဲ့အရှိပိုင်းမျိုးနယ်မှာစစ်မှုထံစင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းတကုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာစစ်မှုထံဆင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်သွားကြောင်းဒေသပြည်သူများကပြောဆိုပါရတယ်။တကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်၈ရပ်ကွက်ဗဒုံမာလန်အမှတ်၄နှစ်၄ခါခွေးမှာနေထိုင်တဲ့မောင်ကျော်ကိုကိုခန့်ကိုမေလာအတွင်းပွင့်လင်းမဲ့စစ်မှုထံအပတ်စဉ်23အတွက်စစ်မှုထမ်းရန်ဆင့်ခေါ်ခံရကြောင်းဒါကြောင့်မေလာ9ရက်နေ့နနက်ပိုင်းမှာကိုကိုကိုကျိုးဆွဲချတက်တည်သွားကြောင်းသိရှိရပါတယ်။ အမတ်၈ရက်ကအုတ်ကြီးလှသိမ်းရာအိမ်မှုဝင်းမြင့်စစ်မှုတန်စင့်ခေါ်ရေးခေါင်းဆောင်ဇော်လတ်နဲ့အပေါင်းပါတွေကမေလ၄ရက်နေ့ညနေပိုင်းမှာကိုကျော်ကျော်ခန့်ကိုလာခေါ်တယ်။မနေ့ကျတော့ကြိုးဆွဲချတည်သွားတယ်လို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်။စစ်မှုတန်ရဲ့စင့်ခေါ်မှုကြောင့်မိမိကိုကိုအဆုံးစီရင်သွားတဲ့ကိုကျော်ကိုကိုခန့်ရဲ့နာရီကိုမေလ9ရက်နေ့ညနေ3နာရီအချိန်ရေဝဲတုတ်တံမှာတကြိုခဲ့ကြောင်းသိရှိရပါတယ်။စစ်မှုတန်စင့်ခေါ်ခံရတဲ့အတွက် မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်ခဲ့မှုကိုတကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်၈ရပ်ကအုပ်ချုပ်ရေးမှုလှသိမ်းတဲ့အဖွဲ့ကစေးကြောင်၍ကိုကိုကိုအဆုံးစီရင်တယ်လို့မဟုတ်မမှန်တဲ့ဒင်းများလွှင့်လျက်ရှိကြောင်းဒေတာပြည်သူများကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဆရာလှဆိုးဝေရဲ့ကောင်းမွန်လှတဲ့စောင်းပါလေးကိုတင်ဆက်ပေးပါမယ်ရှောင်းတာနယ်အာနာအသိမခံရလေအိမ်နီးချင်းများနဲ့တေချာပေါက်အမိလိုက်နိုင်တော်မီ The Diplomat စာဆောင်ပါရှောင်းတားနဲ့ရဲ့အင်တာဗျူးဖြစ်ပြီးစစ်တပ်နဲ့အာဏာရှင်တို့ရဲ့တရုတ်မှန်ကိုထုတ်ပေါ်ပြောကြားသွားတာကိုစောင်းပါအတွင်ဖြစ်အောင်ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။၂016ခုနှစ် NLD အာဏာရလာချိန်မှာနှစ်ပေါင်း90ခန့်မူဝါဒရေးရာအလွယ်လွယ်အချော်ချော်များနဲ့အရှိတောင်အာရှမှာအစင်းရဲဆုံးနိုင်ငံဖြစ်လာနေခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်အိန္ဒိချင်းနိုင်ငံများကအာရှကြားများဟုကင်မွန်တက်လာရသည့်အထိအပြန့်အစိုင်တိုးတက်နေကြပြီဖြစ်ပါတယ် ဒီအတွက် NLD ဟာလက်ရှိအနေအထားကိုမှောက်လံပြစ်နိုင်ရန်ကြီးမားတဲ့စိန်ခေါ်မှုနဲ့စတင်ရင်ဆိုင်လာရခြင်းလည်းဖြစ်ပါတယ်။ပထမဦးဆုံးမူဝါဒရေးရာပိုင်းမှာမဖြစ်မနေပြုပြင်ပြောင်းလဲရတော့မှာဖြစ်ပါတယ်။စီးပွားရေးကိုနိုင်ငံတကာကုံသွယ်ရေးနဲ့ယင်းနှိမ့်နှံမှုအတွက်ဖွင့်ပေးနိုင်ရန်ငွေကြေးဗန္ဒာရေးပိုင်းမှာလည်းတတိရှိရှိနဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးတည်ငြိမ်လာအောင်ဆောင်ရွက်ရန်အခွန်စနစ်ကိုပြုပြင်ပြောင်းလဲရန်ငွေများရိုက်နှိပ်ပြီးထုတ်သုံးနေခြင်းများကိုဖယ်ရှားပြစ်ရန်အကျွေးများမဆက်နိုင်အောင်ဖြစ်နေတဲ့အခြေအနေကိုကယ်တင်နိုင်ရန် ပညာရေးနဲ့စီးပွားရေးအတွက်အရင်းအမြစ်များတိုးချဲ့တုံးဆွဲရန်ရေရှိတည်တတ်နိုင်တဲ့စွမ်းအင်နဲ့ပုံမထိရောက်တဲ့အခြေခံအဆောက်အအုံများမှာရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်ရမှာဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းစဉ်အားလုံးကိုဒီမိုကရေစီနီလန်းကြကြနဲ့စစ်စစ်တာဝန်ခံနိုင်ရမှာလည်းဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းများအတွက်အဓိကအတားအဆီးဟာ deep state လို့ခေါ်တဲ့အတွင်းမှာရှိတဲ့လက်မဲကြီးများမှစန့်ကျင်လာမှုများပင်ဖြစ်ပါတယ်။ အစိုးရလုပ်ငန်းများရွေလျားတွက်လက်မှုမရှိထိုင်းမိုင်းလေးကန်နေခြင်းဖောင်းပွားပြီးစွန့်ဆောင်ရေးမရှိတဲ့အစိုးရဌာနများမှာယာဒုဂုံရှိယုံတက်တက်နဲ့လာထိုင်နေကြပြီးပြင်းရည်ပြီးအပေါ်ဝင်ငွေရရန်လက်လာပါမျှော်ကိုးနေမှုများကနေပြည်တော်မှာအနည်းနဲ့အများဆိုသလိုတွေ့နေရပါတယ်။မလုံမရှုပ်မပြုတ်ဟာဘယူရိုကရက်အရာရှိကြီးများရဲ့လက်သုံးစကားဖြစ်လာပြီးပြုပြင်ပြောင်းလဲမှုများကိုစန့်ကျင်လာကြပါတယ်။တစ်ဖက်မှာလည်းတတိရှိတဲ့ဝန်ထမ်းများကအပြောင်းအလဲများဖြစ်ရန်ကြိုးပမ်းလာခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာအန်နီရဲ့အများဆုံးစန့်ကျင်မှုကတော့စစ်တပ်မှထွက်ပေါ်လာခဲ့ပါတယ်။၎င်းတို့ကအချိန်မရွေးဝင်ရောက်ဆွတ်ဖက်ပြီးအတားအဆီးလှုပ်လာသူများကိုဖယ်ရှားပစ်နိုင်တယ်လို့ NLD တပ်တန်းတစ်လျှောက်လုံးဖြောင်ကြကြပင်တိတာအောင်လှုပ်လာခဲ့ပါတယ်။အာနာမသိန်းခဲ့ရင်တိုင်းပြည်ဟာအိမ်နီးချင်းများနဲ့အမိလိုက်လာနိုင်သည့်အထိတိုးတက်လာမည်ဆိုသည်ကတေချာပေါက်ပင်ဖြစ်ပါတယ်။၂021ဟာပြုပြင်ပြောင်းလဲမှုအမြောက်အများထွက်ပေါ်လာတော့မှဖြစ်တဲ့အတွက် NLD အတွက်လွန်စွာအရေးပါတဲ့နှစ်လည်းဖြစ်ပါတယ်။ ED ကိုလည်းတင်ကားများမောင်းဝင်လာတဲ့ February 1ရက်နေ့လွှတ်တော်ပြန်လည်ကျင်းပတဲ့နေ့မှာပင်တင်သွင်းဖို့ရှိနေပါတယ်။အာနာအသိမခံခဲ့ရပါက GDP ကလက်ရှိထက်90ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီးဖြစ်ပါတယ်။ဘဏ်လုပ်ငန်းများစစ်တပ်လက်အောက်မှာဘဏ်များဟာဘဏ်လို့ပင်ခေါ်လို့မရတော့စစ်တပ်သဘောကျခရိုနီများကုမ္ပဏီများအတွက်ငွေများသိမ်းဆည်းပေးရာဌာနများဖြစ်လာပါတယ်။ အဲ့ဒီအတွက်ဗန်များရဲ့ချင်းွေဆိုင်ရာဆုံးဖြတ်ချက်များအပေါ်မြေမြအတိုင်းအတာအထိတင့်လျော်သည်ဆိုတဲ့အပေါ်အကဲဖြတ်စစ်ဆေးမှုတွေအလွန်နှဲပါလာခဲ့ပါတယ်။ရလက်အဖြစ်ဗန်များမှာအကျွေးပြန်မရတဲ့ချင်းွေများနဲ့လေပင်ခိုက်လာခဲ့ရပါတယ်။စီကံတကြလှုပ်ချင်းနဲ့ဗန်များလည်းရှိပေမဲ့လည်းအ ਨੇ အချင်းသာဖြစ်ပါတယ်။ဘိုးဘန်ကလည်းဗန်များကိုတတိရှိရှိနဲ့ကြီးကြပ်နိုင်ခြင်းမရှိဘဲစတီယာရင်ဘောလက်တင်ပြီးအိမ်မောကျနေတဲ့အလားဖြစ်နေပါတယ်။ဗန်လုပ်ငန်းများပြင်ဆင်နိုင်ရေးအတွက်ဒေါက်တာဘိုးဘုံငယ်ဒေါက်တာဝင်းစတန်ဆက်အောင် ဗန်နာယေးဝန်ကြီးဦးစိုးဝင်းတို့ကဲ့သို့ကျွမ်းကျင်သူများရှိနေပြီဖြစ်ပါတယ်။စစ်တပ်ပိုင်ခေါင်းမာတဲ့ဗန်များရှိတယ်လို့ခရိုနီများနဲ့ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ဗန်များလည်းရှိပါတယ်။ဒုတိယအမျိုးအစားထဲမှာအကြီးမားဆုံးဗန်များပါဝင်နေပါတယ်။၎င်းတို့ဟာကျွန်တော်အပါဝင် NLD အစိုးရကိုချိန်ချောက်ဖို့ဝင်လေသူများမဟုတ်ယခုထိလည်းရှိနေသေးပင်ဖြစ်ပါတယ်။စစ်အုပ်စုနဲ့ခရိုနီများအမဂန်ခရိုနီကုမ္ပဏီကြီးများကစစ်တပ်နဲ့နီနီကက်ကက်ပူးပေါင်းပြီးစီးပွားရေးနဲ့နိုင်ငံရေးပြည်ပြောင်းလဲမှုများကိုကြကုတ်ကြခဲဆန့်ကျင်နေခဲ့ကြပါတယ် အာနာသိမ့်ခဲ့မှုမှလည်း၎င်းတို့ပါဝင်ပတ်သက်နေကြမိတာဖြစ်ပါတယ်။အာနာသိမ့်ပြီးချိန်ကလေးကမင်းအွန်လိုင်းနဲ့အဖွဲ့ဟာ၎င်းတို့စစ်ရန်နေရာကြီးအတွက်တယံစာတာများထုတ်ရောက်နေသည့်ကလွဲပြီးတိုင်းပြည်စီးပွားရေးအတွက်ဘာမှမဲမဲရရအစီမံဟူ၍မရှိခဲ့။၎င်းတို့စစ်ရန်နေရာကြီးအတွက်အတိတအဆုံးလှုပ်လာသည့်ကဗန်များကိုအတုံးချပြီးပို့ကုန်လုပ်ငန်းရှင်များနဲ့အခြားစီးပွားရေးလုပ်ငန်းများမှနိုင်ငံခြားငွေများကိုလက်ဝဲကြီးအုပ်လာခြင်းဖြစ်ပါတယ်။ ပြပမှာလောက်ကိုင်းပြီးမိသားစုများထံငွေပြန်ပို့ပေးနေရတဲ့အလုံသမားများကိုပင်ချမ်းသာမပေးခဲ့ပါဘူးလူလူကိုလည်းနိုင်ငံခြားငွေများလက်ဝယ်ကင်ဆောင်권မပြုတော့ပါဘူးဒီမိုကရေစီတော်လှန်ရေးသမားများအပေါ်လက်ရှိအသာစီးရနေတဲ့ဝေဟင်ပစ်လက်နက်များကိုရုရှားတရုတ်ကဲ့သို့နိုင်ငံများမှဆက်လက်ဝယ်ယူနိုင်ရေးအတွက်နိုင်ငံခြားငွေများရရှိမှဖြစ်မယ်ဆိုတဲ့မူကြောင့်ထိခိုက်လာခဲ့ရပါတယ်2010မတိုင်မီတိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုဟာတတိမကတ်တော်ပဲမျောနေတဲ့ development ကောမှာဖြစ်နေခဲ့ပါတယ် ခေါင်းဆောင်လို့သူများကလည်းအဲ့ဒီအနေထားကိုမြည်တို့ပြောင်းလဲအောင်လုပ်ရမည်ကိုမသိဖြစ်နေပါဗါးအချို့ကလည်းပြောင်းနိုင်မှဖြစ်မယ်ကိုသဘောပေါက်လာကြပါတယ်ယခုအခါမှာတော့စစ်အုပ်စုကနိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများအသေးအတန်လိုအပ်နေပြီဆိုတာကိုလည်းခေါင်းထဲထည့်မထားကြတော့၎င်းတို့ဆက်၍ရှင်းတန်းနိုင်ဖို့သာနေ့တတူကလုံပန်းနေကြရပြီဖြစ်ပါတယ်စီးပွားရေးဖွံ့ဖြိုးမှုဆိုတဲ့ဘာသာစကားကလည်း၎င်းတို့အတွက်အစိမ့်တက်တက်ဖြစ်နေပါတယ် တိုင်းပြည်ရဲ့စီးပွားရေးအနာဂတ်အတွက်၎င်းတို့မှာအမျှော်အမြင်လည်းမရှိဘန်ဂါထဲမှာသာ ရှင်သန်နေကြစေဖြစ်ပါတယ်ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ကာလများအတွင်းတရုတ်ဟာအဓိကပြဿနာဖြစ်လာပါတယ်မြန်မာကို၎င်းတို့လိုအပ်နေတဲ့တယံဇာတာများမှန်မှန်ရရှိဖို့နဲ့လူသုံးကုန်များတင်ပို့နိုင်ဖို့သာစိတ်ဆောနေကြပါတယ်ဒီအတွက်မြန်မာဟာချိနေပြီး၎င်းတို့အပေါ်မိခိုနေရတဲ့အဖြစ်ရောက်မှသာစိတ်အေးရမယ်လို့သဘောထားကြပါတယ်မြန်မာဟာ၎င်းတို့ရဲ့ရဲဝန်းနဲ့လမ်းစီမံကိန်းများအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်နေပြန်ပါတယ် ရခိုင်စစ်ကောင်းဆောင်များက၎င်းတို့လုတ်ချင်တဲ့စီမံကိန်းများအတွက်လိုအပ်တယ်လို့လိုက်၍ထည့်ဝင်နေရတဲ့အတွက်ဒေါ်လာ10တသမ8ဘီလီယံတိအကျွေးတင်လာခဲ့ပါတယ်။မအောင်မြင်ခဲ့ရင်မြန်မာဘက်ကလုံးဝတာဝန်ယူရတော့မှာဖြစ်ပါတယ်။တိရိလင်ကာကဲ့သို့စိတ်ကန်းတစ်ခုလုံးထိုးအပ်လိုက်ရတဲ့အဖြစ်ရောက်တော့မှာကိုတိလာတဲ့ NLD အစိုးရဟာ၎င်းတို့နဲ့ချုပ်ဆိုထားတဲ့သဘောတူစာချုပ်များကိုပြန်ညှိရန်ဆွေးနွေးလာခဲ့ပါတယ်။ ။နောက်ဆုံးမှာမိမိဘက်မှအချုပ်ချာအာဏာကိုစွန့်လွတ်ပေးစရာမလိုဘဲတရုတ်ဘက်ကလုံလုံတာဝန်ခံရမယ့်ဒေါ်လာ1.3ဘီလီယံစီမံကိန်းကိုရရှိလာခဲ့ပါတယ်။ငလင်တန်ခံရပြီးတလကြာသည့်အထိစစ်အုပ်စုရဲ့လုပ်ရရခင်တဘာဝဘေးအန္တရာယ်များကိုပင်ကင်တွယ်ခဲ့တယ်လို့မြည်တို့မြထူးခြားပြောင်းလဲလာခြင်းမရှိနိုင်ငံတကာမှအရင်မြင့်များကိုလည်းရနိုင်သမျှဆွဲထုတ်ပြီး ၎င်းတို့အားအတိမတ်ပြုလာအောင်အတုံးချမီတဆက်ထဲမှာပဲရခင်အတိုင်းတော်လရင်အင်အားစုများ၎င်းတို့ကိုအနောက်ရှက်ပေးလာသည်ဟုထင်သောပြည်သူများကိုဆက်၍တိုက်ခိုက်မိတရုတ်ရုရှားလို့တိုက်လေရင်များဒရုန်းများတုံးပြီးတိုင်းရင်းသားလူနည်းစုများအပေါ်ရရက်ဆက်ဆက်ပြုကျင့်နေကြအောင်ပါပဲအတို့ချုပ်ပြောရရင်ငလင်အပေါ်စစ်အာဏာရှင်များရဲ့ရုပ်မှကောက်ကျစ်စွာနဲ့အခွင့်ကောင်းယူအတုံးချလာမှုဟာလူတိုင်းအထူးသဖြင့်နိုင်ငံတကာအတိုင်းဝိုင်းအတွက်မြန်မာနိုင်ငံရဲ့အခြေအနေကိုတကယ်တမ်းတိုးတက်လို့စိတ်ရှိသည်ဆိုတာ မင်းအွန်လိုင်းနဲ့၎င်းရဲ့အပေါင်းပါများကိုဖယ်ရှားနိုင်မှဖြစ်ပြီဆိုသည့်ကိုသတိပေးလာခြင်းလည်းဖြစ်ပါတယ်။၎င်းတို့ဟာအာအင်ကုန်ခန်းနေပြီးငွေကြီးလည်းမရှိတော့အတွေးခေါ်လည်းလမ်းဆုံးနေကြပြီဖြစ်တဲ့အတွက်၎င်းတို့ရဲ့ဏိကုံးဟာနောက်ကျတော့မှမဟုတ်ပဲစော်စည်းစွာထွက်ပေါ်လာတော့မှဖြစ်ပါတယ်။ပြည်သူတို့ရဲ့တွန်းလန့်စစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရနောက်ထပ် ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ် အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေ